စင်ကာပူလို့ပြောလိုက်တာ ਨੇ ကမ္ဘာရှိမြောက်အာဆီယံနိုင်ငံတနေငယ်ဆိုတော့လူတိုင်းသိကြပါပါဒီနေ့မှာတော့စင်ကာပူနိုင်ငံဖြစ်တည်လာတဲ့ဒီနောက်ွယ်အကြောင်းအရာတွေ ਨੇ ဒီလိုမျိုးတန်ခါရွာလေးတရာကနေပြီးတော့ကမ္ဘာရှိမြောက်နိုင်ငံတနေငယ်ဖြစ်တည်လာအောင်ဦးဆောင်ပေးခဲ့တဲ့ဒါစင်ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ်လီကွမ်ယူအကြောင်းကိုရှယ်ရီလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီတော့ဆက်လိုက်ရအောင်ပါကျွန်တော်ကတော့အစ်စင်တော်ပဲဖြစ်ပါတယ် ီလီကျောဆယ်ရဲ့တောင်ဖက်စော်စော်ပိုင်းမှာရှိတဲ့ဒီနေရာလေးကိုစက္ကပူဆိုပြီးတော့အမြင်ပေးဖြစ်ခဲ့တဲ့ပုံအဒီလိုပါဒါ14ရာစုနှစ်လောက်တော့ကဒါဆူမာဒရာမီတာတစ်ပါးကနေပြီးတော့ ဒီကြောပေါ်မှာခြေသေးတွေကောင်တွေ့ခဲ့တဲ့တွေ့ကြုံမျိုးတို့သူတို့ရဲ့ဘာသာစကားနဲ့စစ်ကမြန်မာလူဆိုရင်တော့ခြေသေးဆိုတော့အမြင်ပေးခဲ့တာပေါ့လေဒါပေမဲ့လည်းတမိုင်းအထောက်ထားတွေနဲ့ဒါဒီနေ့ခေတ်စာပေတွေးဆခြေတွေရတော့ဒီကြောပေါ်မှာခြေသေးတွေနေထိုင်ခဲ့ပြီးအထောက်ထားတွေပြောတော့မတွေ့ရဘူးပေါ့လေလို့ဆိုဆိုဒီနေရာမှာအာဆခြေသေးတွေနေတာမှာဒါနေထိုင်ကျဆခဲ့တာတွေမျိုးရှိဘူးပေါ့လေဒါကြောင့်မလို့ဒီချိန်တော့တွေ့ခဲ့တာတော့ဒါမလေးစားကြတာဖြစ်တယ်ဆိုပြီးတော့ဒါသူတွေတွေကတော့ပြောကြတာပေါ့လေတကယ်တမ်းခြေသေးကိုတွေ့မတွေ့ဆိုတာတော့ဒါဆူမဒရာမြေသားကိုယ်တိုင်ပဲသိမယ်ပေါ့လေကျွန်တော်မြန်မာနိုင်ငံမှာကြာတော့ ါဒီမြန်မာဆိုရဲစကလောကကြတော့ဒါဘာမာဆိုရဲဒါအမြင်ကနေပြီးတော့ဆင်းသက်လာတာပေါ့လေဒီတော့ကကြတော့ဒါမြန်မာနိုင်ငံ Union of Burma ဆိုပြီးတော့ခေါ်ရပေါ့လေဒါ1989ခုနှစ်ရောက်မှာဒါဒါဆိုရဲကနေပြီးတော့ဒါမြန်မာဆိုပြီးတော့ဒါတရားဝင်ပြောင်းလဲခေါ်ခဲ့တာပေါ့လေဒီဘာမာဘာမာဆိုရဲလည်းဒီအိန္ဒိယဘက်ကနေပြီးတော့ဒါဆင်းသက်လာတဲ့ဒါအာဗုဒ္ဓဘာသာနဲ့သစ်ဆိုင်တဲ့ဒါအခေါ်ပေါ်တစ်ခုပဲပေါ့လေကျွန်တော်တို့စင်ကာပူနိုင်ငံရောက်အောင်ပြန်ဆရာရတော့ဒါအခုချိန်မှာတော့ဒါစင်ကာပူကတော့ဒါကမ္ဘာထိပ်တန်းနိုင်ငံတနေနိုင်ငံတစ်ခုဖြစ်လာပြီပေါ့လေအာကျွန်တော်တို့တမိုင်းထောက်ထောက်ကိုပြည ကြည့်မယ်ဆိုရင်လည်းပဲဒီအင်္ဂလိပ်တွေလက်ထက်ကနေပြီးတော့ဒီစင်ကာပူကျောလေးကိုဂျပန်တွေကနေပြီးတော့သိမ်းယူသွားလိုက်တဲ့အချိန်မှာဆိုရင်ဒီဒါဗီတစ်ဆာနိုင်ရေကိုဝက်စတန်ချာချီကနေပြရမှာဒီဆုံးဆုံးမှုကဒါအင်္ဂလိပ်နေဝင်အပါရောက်တဲ့တော့ဒါကြီးမားတဲ့ဆုံးဆုံးမှုကြီးတစ်ခုဆိုပြီးတော့ပြောခဲ့တာအောင်ရှိပါလေ။ဒါစင်ကာပူဆိုတာတော့ဟိုးအရင်ကတည်းကနေပြီးတော့ဒါနိုင်ငံတကာကုသရေးဝန်ကြီးမှာဒါအရေးပါတဲ့ပယ်လယ်ဆိုင်ကမျိုးတစ်မျိုးဖြစ်ခဲ့တယ်ဆိုတော့ဒီစကားနေပြီးတော့ကြည့်အောင်လေးသိနိုင်တယ်ပေါ့လေ။ကျွန်တော်တို့စင်ကာပူနိုင်ငံအကြောင်းပြောတဲ့အခါကျတော့ဒါစင်ကာပူနဲ့လီကွန်ယူလီကွန်ယူနဲ့စင်ကာပူဆိုတာကတော့ခွဲထားလို့မရပါဘူး။ ဒါလီဂန်ရွာကျတော့ဒီလိုမျိုးတန်ခါရွာလေးစစ်သားရှိတဲ့ဒါစစ်ကပူနိုင်ငံကိုဒါထိန်းတန်းနိုင်ငံတနိုင်ငံဖြစ်တာကိုပြုလုပ်ပေးခဲ့တယ်ဒါဝေါ်ကြီးချုပ်တယောက်ပေါ့လေဒီမှာသူကဘာလို့တာမရမဟုတ်ပဲလဲဒါဝေါ်ကြီးချုပ်ဖြစ်နေရလဲဆိုတော့ဒါသူတို့နိုင်ငံရဲ့ဒါဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ဒါဝေါ်ကြီးချုပ်ကဦးဆောင်တဲ့ဆိုရဖက်ပေါ့လေတာမရထဲဝေါ်ကြီးချုပ်မှာလုပ်ပိုင်ခွင့်အာဏာတွေပုံများပါတယ်ဒီလိုမျိုးဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဒါလီဂန်ရွာတို့ဆိုရဖက်ကနေပြီးတော့ပဲဆွဲထားခဲ့တာပါဒါကြောင့်မလို့ဒါအရင်ကဆိုရင်ဒါလီဂန်ရွာကိုအာဏာစစ်ဆန်တယ်တို့ဘာလို့ပြောကြတာဒီပါတယ်ရှိပါသေးတယ် ဒါပေမဲ့လည်းသူကတော့သူ့နိုင်ငံကောင်းကျိုးတွေလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့အားလုံးမြင့်မြင့်ကိုတွေ့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်လီကွယ်ယူကဘယ်လိုလိုမျိုးလဲသူ့ဘဝမှာဘာတွေကြုံခဲ့ရတယ်ဆိုတာကိုပြန်ပြီးတော့ share လုပ်ပေးသွားပါမယ်ဖြစ်ပါတယ်။လီကွယ်ယူရဲ့မျိုးရိုးကြောင့်ပြောပြရရင်ဒါသူ့ရဲ့ဘူးဘေးတွေကချမ်းသာတဲ့တရုတ်မျိုးရိုးတွေပေါ့လေ။ဒါသူ့အဖေရဲ့လက်ထက်ရောက်မှသာဒါစီးပွားပြက်ကက်နဲ့ကြုံပြီးတော့ဒါသူတို့ကတာမန်မိသားစုဘဝတွေကိုပြန်ပြီးတော့ရောက်သွားခဲ့တယ်ပေါ့လေ။ဒါသူ့အဖေကလည်းနည်းနည်းငယ်ငယ်တော့ချမ်းသာတော့တက်တောက်တက်တာနေရတာဖြစ်တဲ့အကြောင်းမို့လို့ဒါပညာရေးကိုလည်းစိတ်ဝင်စားရပြီးဒီလောင်းကစားတွေပါနေတယ်ပဲ အခြေခံနေတတ်ပါတယ်။လီကွယ်ယူရဲ့အမေနဲ့အဖကြတော့ပညာရေးကိုဦးစားပေးတယ်ပေါ့လေ။ဒါလီကိုတန်ကလည်းစာလို့တဲ့ကျောင်းသားတရားဖြစ်ခဲ့ပါတယ်။ဒါကလည်းသူကိုယ်ရည်ရည်မှန်းရှိကြည့်တဲ့အတွက်ကြောင့်မို့လို့လည်းပါပါတယ်။သူကအင်္ဂလိပ်ဖြစ်မှာကြီးပြင်းလာရတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအင်္ဂလိပ်တွေလိုမျိုးပညာတက်ပြီးတော့စီကံရှိတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒကသူငယ်ငယ်လေးကတည်းကနေပြီးတော့ရှိခဲ့တယ်လို့ဆိုရပါမယ်။ သူ့ငယ်ဘွားကအကြောင်းအရာလေးတခုပြန်ပြောပြရရင်ဒါသူပထမဆုံးနေခဲ့တဲ့တရုတ်ကျောင်းလေးဒီကျောင်းမှာဆိုရင်ဒီဆရာကနေပြီးတော့ဒါသူဆိုတဲ့စာတွေကိုဒါကျောင်းသားတွေရောအနောက်ကနေပြီးတော့လိုက်ရှုပ်ခဲ့တဲ့တွေ့ကြုံလို့ဒါသူကအိမ်ပြန်ရောက်တဲ့ခါကျတော့ဒါသူ့ရဲ့အမေကိုကျောင်းပြောင်းဖေးဖို့ပြောခဲ့တယ်ပေါ့လေဒါသူက6နှစ်9နှစ်သားအရွယ်မှာဖြစ်ခဲ့တာပေါ့လေကျွန်တော်တို့သာဆိုရင်ဒါဒီအရွယ်မှာတော့ကျွန်တော်ဒီလိုမျိုးစဉ်းစားမိပါလဲမဟုတ်ဘူး အဲပြောမိမှလည်းမဟုတ်ဘူးပေါ့။ဒါသူအဓိကကြောင်းပြောင်းခိုင်းရတဲ့အကြောင်းရာတော့ဒါအကြောင်းမှာစာသိမှုတွေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့သူကအင်္ဂလိပ်ကျောင်းတစ်ခုရောက်သွားခဲ့ရပါတယ်။အဲဒီကျောင်းမှာပဲသူကအထက်တန်းကိုပထမဆင်းနဲ့အောင်မြင်ခဲ့ပြီးတော့ Raphael College မှာပညာသင်ဆရာခဲ့ရပါတယ်။ ရာဖဲဆိုတော့ဒါသူတို့ခေတ်သူတို့ခါတွေကကြတော့လေစင်ကာပူနိုင်ငံရဲ့ထိပ်တန်း college တခုဖြစ်တယ်ပေါ့လေအခုဆိုရင်လည်းဒါ National University of the Singapore ဆိုပြီးတော့ဒါစင်ကာပူနိုင်ငံရဲ့ထိပ်တန်းအကြောင်းအကြောင်းဖြစ်တဲ့အပြင်ဒါကမ္ဘာမှာထိပ်တန်းဆင်းရှိတဲ့အကြောင်းအကြောင်းဖြစ်နေပေါ့လေတကယ်တော့သူကအင်္ဂလန်နိုင်ငံကိုသွားပြီးတော့ဥပဒေပညာရေးသင်ရှိခဲ့တာပေါ့လေဒါပေမဲ့သူထိပ်တန်းအောင်တဲ့အခြေကြတော့ဒါဥရောပမှာဒုတိယကမ္ဘာဆက်ကအစတည်းဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဥရောပကိုသွားဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးပေါ့လေဒါကြောင့်မလို့လေသူကဒါ Raphael College မှာပဲဒါတက်ကြွပညာကိုဆက်လက်တက် ြခဲ့တယ်ပေါ့လေဒီလိုနဲ့ပဲဒါ1942ခုနှစ်ဒါဒီဇင်ဘာလ10ရက်နေ့မှာဒါဂျပန်တွေကနေပြီးတော့ဒါစင်ကာပူ၄ယောက်ကနေပုံကျဲပြီးတော့ဆက်တင်တိုက်ခိုက်ခဲ့တယ်ဒါဝေတဲတဲ့ကြာတော့မနစ်လေးနိုင်လူတွေအိမ်မောကြနေတဲ့အခြေပေါ့လေလီဂယ်ယူတို့ကိုယ်တိုင်လည်းဒါတိတ်ကတူဆောက်တစ်ခုပါဒါအိတ်နေခဲ့တဲ့အခြေပေါ့လေဒါမနစ်လေးနိုင်ဘိုးတွေကတော့တိုးတိုင်းနေနေဆိုတော့ဒါသူတို့လည်းဘာလို့ရပါခိုင်းရမှန်းမသိဖြစ်ခဲ့ရပေါ့လေ ဒီလိုနဲ့ပဲစဉ်းစားပြပြီးတော့တင်မကြလိုက်ဘူးဒါနောက်နှစ်ဖေဖော်ဝါရီလထဲမှာပဲဒါစိတ်တော်အစားမှာဗီဇာတွေအားထားရဆိုပြီးတဲ့စင်ကာပူခန့်နေကြီးဟာဒါဂျပန်ရဲ့လက်ထဲကိုကြောက်သွားခဲ့ရပါလိမ့်အင်္ဂလိပ်အထွေဂျပန်အဝေးဆိုတော့ဒါစင်ကာပူနိုင်ငံကြီးကလည်းဒါမင်းမဲ့တိုက်ပြီးတစ်ခုဖြစ်သွားခဲ့တယ်။ဒီသခိုးတွေတများတွေနဲ့ဒီတစ်ဆိုတာတော့ဂျပန်စစ်သားတွေနဲ့ ဒါစင်ကာပူနိုင်ငံရဲ့အကြီးတက်နေခဲ့ရောပေါ့လေ။စင်ကာပူနိုင်ငံကဂျပန်လက်ထက်ရောက်ပြီးနောက်တလာတာ truck ဝယ်လေးစနစ်ခုနေတော့ Mazda မှာဒါမြန်မာနိုင်ငံလည်းဒါဂျပန်လက်ထက်ရောက်ခဲ့ရောပေါ့လေ။ဒီမှာဒါစင်ကာပူနဲ့မြန်မာနိုင်ငံကတော့ဒါ Quahar Chalet တွေရှိတယ်ပေါ့လေ။ဒါမြန်မာနိုင်ငံမှာဆိုရင်ဒါမြန်မာလူမျိုးတွေကိုကောက်ွယ်ပေးနေတယ်။ဒါဒေါက်တာဘော့ဘော်လို့ဘူချောင်းဆယ်လို့ဆိုတာရှိသေးတယ်။ စင်ကာပူမှာဒီလိုတွေမရှိဘူးစင်ကာပူနိုင်ငံကိုဒါဂျပန်တွေကနေပြီးတော့ဒါစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ရပေါ့လေဒီတော့အာနာဆိုတာကသူတို့ပြဿနာထားမှာပဲရှိတယ်အလီကယူကိုရိုင်းကလည်းဒါအထက်တန်းပြီးတော့ဒါတက္ကသိုလ်ကျောင်းသားပေါက်စာနေပဲရှိနေတယ်ဒီဂျပန်ဆိုရရဲ့သတင်းဌာနတို့ကမှဒါဘာသာပြန်အလုပ်ဝင်လုပ်နေရတာပေါ့လေဒီခေတ်မှာဒါလီကွန်ယူဆိုတာလည်းဒါကန်ကောင်းလို့ဒါဂျပန်တွေလက်ထက်မှာမသေးဘဲနဲ့ကြံခဲ့တာပေါ့လေ ဘာလို့လဲဆိုတော့ကျွန်တော်ပြောပြပါမယ်ဒါစင်ကာပူမှာဂျပန်ရေအုပ်ချုပ်နေတဲ့အချိန်မှာဒါစင်ကာပူမြို့ထဲမှာရှိရတာတရုတ်တွေအကုန်လုံးမတ်ဘိုဒစ်စစ်ဘူးဆိုတော့လမ်းခေါ်တယ်ဒီတော့ဒါစင်ကာပူနိုင်ငံထဲမှာရှိရတာတရုတ်တွေအကုန်လုံးကမတ်ဘိုဒစ်စစ်ဘူးဆိုပြီးတော့တွားကြရတယ်ဒီကမှာလီကန်ယုကိုရီးယားလည်းပါတယ်ဂျပန်နဲ့တရုတ်ဆိုတာအရင်ကတည်းကနေပြီးတော့ရန်သူတွေဖြစ်ခဲ့ကြတာဒီအချိန်မှာတော့လည်းဒါဆစ်ဖြစ်နေကြတာဒီတော့တရုတ်နဲ့တရုတ်တဲ့ကြရမှာမဟုတ်ဘူးဒီတော့လာဆစ်ခံတဲ့တရုတ်တွေကလည်းဂျပန်တွေကနေပြီးတော့ဒါတနေရာမှာဖမ်းဆီးထားလိုက်တယ်ပေါ့လေဒီအချိန်မှာလီဗန်ရောကကန်ကောင်းတယ်လို့ပဲပြောရမှာလားသူအဖမ်းခံထားရတဲ့အချိန်မှာဒါအိတ်ခဏပြန်မှုဆိုပြီးတော့ဒါဂျပန် စစ်သားတယောက်ရှိမှာခွဲသွားတာတော့ဒါဂျပန်စစ်သားရယ်ဒါအေကိုခဏပြခွေပြူလိုက်တယ်ပေါ့လေဒါပေမဲ့သူအေရောက်ပြီးဘလောက်မှမကြလိုက်ဘူးပေါ့လေဒီဖမ်းလာတဲ့တရုတ်တွေအကုန်လုံးဂျပန်တွေကနေပြီးတော့ဒါကမ်းခြေတခုခေါ်သွားပြီးတော့အကုန်လုံးပိတ်သက်လိုက်တယ်ပေါ့လေတကယ်တမ်းစာရီကိုပြန်ဖတ်ကြည့်တဲ့အချိန်ကျတော့ဒါလီကွန်ယူကကြိုက်ကောင်းခဲ့တာမဟုတ်ဘူးပေါ့လေဒါသူကိုယ်တိုင်ကဒါသူစိတ်ထဲကနေပြီးတော့တခုခုဖြစ်မယ်ဆိုတော့ကြိုးသီးတဲ့အတွက်ကြောင့်မို့လို့ဒါဒီလိုမျိုးထွက်လာခဲ့တယ်ပေါ့လေဒါဒီလိုမျိုးဂျပန်ရဲ့ရစ်စစ်မှုတွေကလည်းဒီအချိန်မှာရပ်တန့်မသွားပဲနဲ့ ဒါဗတိကျတာတွေလူသက်တာတွေကဒါဂျပန်ခေတ်တခေတ်လမှာရှိနေခဲ့ပြီးတော့ဒါစင်ကာပူနိုင်ငံသားတွေရောကျွန်တော်တို့မြန်မာနိုင်ငံသားတွေပါဒီလိုမျိုးကြားရတယ်အများကြီးကိုဒါကိုတွေ့ခန်းစားခဲ့ရတာပေါ့လေဒါနောက်ပိုင်းကျမှပဲဒါအမေရိကန်တွေကနေပြီးတော့ဒါဟီရိုရှိမာနဲ့နာဂါဆာကီမြို့တွေကိုဒါအနည်းငယ်ပုံကျဲချပြီးတော့ဒါဒုတိယကမ္ဘာစစ်ကိုဆုံးသတ်လိုက်တဲ့အတွက်ကြောင့်မလို့ဒါဂျပန်တွေကလက်နေချခဲ့ရပေါ့လေဒါအင်္ဂလိပ်တွေကနေပြီးတော့ဒါစင်ကာပူနိုင်ငံတွေကိုပြောင်းရလာခဲ့တယ် ဒီမှာဂျပန်စစ်သားတော်တော်များများကလက်နေမချရတဲ့အတွက်ကြောင့်မလို့ဒါကိုကိုကိုအဆုံးစီရင်သွားခဲ့တယ်ပေါ့လေ။ဒါသူတို့ရဲ့ခံယူချက်ကလည်းဒါလက်နေချပြီးတော့ဒါသူများလက်ထက်မှာဒါအညက်ခံရတာတဲ့။ဒါကိုကိုကိုတက်သေးတာပဲပို့ပြီးတော့မြင့်မြတ်တယ်ဆိုတော့ဒါခံယူချက်ရှိရပေါ့လေ။ဒါကလည်းဂျပန်စစ်သားတွေရဲ့ဒါသူများနဲ့မတူတဲ့ဒါခံယူချက်တွေပေါ့။ဒီအင်္ဂလိပ်ခေတ်ကိုပြောင်းလာတဲ့ခါကျတော့ဒါလီဂန်ယူရဲ့ဒါအင်္ဂလန်အိမ်မက်ကပြန်ပြီးတော့အသက်ဝင်လာခဲ့တယ်ပေါ့လေ။ဒီတော့သူကအင်္ဂလန်နိုင်ငံမှာကျောင်းသားတက်ဖို့လုပ်တယ်။သူ့အမေနဲ့သူ့အဖွားဖြစ်သွားလဲဒါသူတို့မှရှိတဲ့ဒါ level star တွေထုတ်ရောက်ပြီးတော့လီဂန်ယူကိုအင်္ဂလန်နိုင်ငံမှာကျောင်းသားပေးဖို့လုပ်ခဲ့တယ်ပေါ့လေ။လီဂန်ယူကိုရ ကလည်းတကယ်ကြိုးစားခဲ့တဲ့သူဒါသူ့ရဲ့မိဘတွေကလည်းဒါထောက်ပံ့ပေးနေတဲ့ဖေဆာဆိုမှာလို့ဒါသူ့ရဲ့အိမ်မက်တွေကအမှန်တကယ်ဖြစ်လာတယ် ါလေဒါပေမဲ့တချို့ကြတော့လေဒါတတ်တည်ပဲမရှိတာလားအလွတ်လွတ်ချေချေပဲမရှိတာတော့ဒီကိုမိဘတွေကနေပြီးတော့ထောက်ပံ့ပေးနေတာမှာဒါတို့ရဲ့အိမ်မက်တွေကို counter ပို့ဖို့အတွက်ဒါတွေ့ရနေတတ်ကြတယ်ပေါ့လေဒါလီဂန်ယူကကြတော့ဒါအင်္ဂလန်နိုင်ငံ Cambridge တို့သွားပြီးတော့ဒါဥပဒေပညာရေးကိုတင်ချခဲ့ရပေါ့လေဒါသူအင်္ဂလန်နိုင်ငံရောက်တဲ့ခါကျတော့လေဒါအင်္ဂလိပ်လူမျိုးတွေရဲ့ဒါအမှုကျင့်တွေကိုသူအများကြီးလေ့လာခဲ့ရလို့လည်းရှိရပေါ့လေဒီ Cambridge တက်ကမှာလေဒါလီဂန်ယူကဒါစာတော်တဲ့အင်္ဂလိပ်ကျောင်းသားတွေကြော်ပြီးတော့ပဲဒါဥပဒေဘာသာရမှာသူပထမအဆင့်နဲ့ဒါဘွဲရခဲ့ရပေါ့လေ ဒီမှာတခုပြောစားစီတာကဒါသူကလည်းဒါအင်္ဂလန်နိုင်ငံထဲမှာပဲဒါအာသူရဲ့ချစ်စုမိန်ကလေးနဲ့ဒါတိတ်ခိုးလက်ထပ်ခဲ့ရပေါ့လေဒီမိန်ကလေးကလည်းတကယ်ကိုတော်တဲ့သူတယောက်ပေါ့လေဒါသူနဲ့လီဗယ်ယူနဲ့ကြာမှာဒါဇာလန်လေးတပုတ်ရှိရပေါ့လေဒါအရင်ကအထစ်တဲ့အကြောင်းပါပဲဖြစ်ဖြစ်ဒါတက်ကတူတွေပါပဲဖြစ်ဖြစ်ဒါလီဂန်ယူကအများတန်းဒါအစစ်တဲပတ်မှားရတဲ့သူတယောက်ပေါ့လေဒါမဲ့ဒီချိန်မှာတော့ကြာတော့ဒါဆာမိုဝဲတခုဖြည့်ပြီးတော့ဒါအစစ်ကြီးညာတဲ့ခါကြာတော့အစစ်တော့ကိုကြီးညာပြီးတော့ဒါအစစ်နဲ့ကိုကြီးညာတဲ့ခါကြာတော့ဒါလီဂန်ယူဖြစ်နေခဲ့ရပေါ့လေဒါအကုန်လုံးကအဝေါ်သွားပြီးတော့စစ်တဲ့ဘယ်သူဖြစ်မလဲဆိုတော့အားလုံးအစစ်ဝေစာနေခဲ့ရပေါ့လေ ယ်။ဒီချိန်မှာအစ်စ်တစ်ကိုရသားခဲ့တဲ့သူကဒါတစ်ချိန်မှာဒီကန်ယူရဲ့ဒါမိမဖြစ်လာတဲ့သူပေါ့လေ။ဒါတော့ဒါလီဂန်ယူရဲ့အခြေအနေပေါ့လေဒါသူ့ဘွားအကြောင်းပြန်ဆက်ရရောဒါလီဂန်ယူတရားအင်္ဂလန်ကနေပြီးတော့ဒါစင်ကာပူကိုပြောင်းလာတဲ့အခြေကြတော့ဒါ People Action Party ဒါ PAP Party ကိုထိတော်ပြီးတော့ဒါနိုင်ငံရေးတွေကိုဆက်လုပ်တယ်ပေါ့ဒီ Party ရဲ့ရည်ရွယ်ချက်ကကြတော့ဒါအလို့သမားရှယ်သားလူတန်းစားတွေရဲ့အကျိုးသက်ပြုဖို့ ਨੇ ဒါစင်ကာပူနိုင်ငံမှာ UAE ပြည်စီနေတဲ့ဒီနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေသူတို့ကနေပြီးတော့ထောက်ပြနေတယ် တို့ကနေပြီးတော့ထောက်ပြချင်တဲ့အတွေ့အကြုံမျိုးလည်းဖြစ်ပါတယ်သူကလည်းပါတီအတွက်ပထမဆုံးအနေနဲ့ဒါတရုတ်ပညာရေးလူငယ်တန်ရွယ်တွေကိုစပြီးတော့ CEO တယ်ပေါ့လေဒါအစပိုင်းမှာတော့သူကရွေးကောက်ပိုင်းမှာနိုင်ရဖို့ဆိုတာလေဒီ Lord Order မှာအမှတ်နေရာလေးနည်းနည်းပါးပါးရဖို့တွေ့ပဲဖြစ်ပါတယ်သူရဲ့ဆန္ဒတိုင်းပဲဒါပထမချက်ရွေးကောက်ပိုင်းမှာတော့ဒီ PAP ပါတီကနေပြီးတော့ဒါ Lord Order မှာအမှတ်နေရာအာ၃နေရာရခဲ့တယ်ပေါ့လေဒီကနေတစ်ချက်ပဲသူကနိုင်ငံရေးကိုဒီဇိုင်းမမတ်လှုပ်ရှားလာတဲ့အတွေ့အကြုံမျိုးလို့ဒါလီဂန်ရေးကိုစင်ကာပူနိုင်ငံသားတွေကလက်ခံလာပြီးတော့ဒါနောက်၄နေ့ကြာမှပြုလုပ်တဲ့ဒါဒုတိယချက်ရွေးကောက်ပိုင်းမှာတော့ဒါလီဂန်ရေးဦးဆောင်တဲ့ PAP ပါတီက ကမဲအပြတ်တန်တဲ့နေရပြီးတော့ဒါလီဂယ်ယူကလည်းဒါစစ်ကမှုနိုင်ငံရဲ့ဝကြီးချုပ်တရားဖြစ်လာခဲ့ရပါလို့ ဒါကတော့အခြေအားဖြစ်တာ1959ခုနှစ်ဖြစ်ပြီးတော့ဒါမြန်မာနိုင်ငံမှာဆိုရင်ဒါဥနုကနေပြီးတော့ဝေါ်ကြီးချုပ်ပြည်နယ်တော်ဝထမ်းဆောင်ရတာပေါ့လေ။ဥနုကကျတော့ဒါမြန်မာနိုင်ငံလွတ်လိုက်ရတဲ့ဒါ1948ခုနှစ်ကနေစပြီးတော့ဒါဝေါ်ကြီးချုပ်ပြည်တော်ဝထမ်းဆောင်လာတာပေါ့လေ။ဒါပေမဲ့လီကယ်ယူဝေါ်ကြီးချုပ်ဖြစ်တဲ့အချိန်မှာကျတော့ဒါစင်ကာပူနိုင်ငံကလွတ်လိုက်ရေးများသိဘူးပေါ့လေ။ဒါအင်္ဂလိပ်တွေရဲ့ကိုလိုနီနိုင်ငံတနိုင်ငံဖြစ်နေပဲရှိနေသေးတယ်ပေါ့လေ။ဒါကြောင့်မလို့လေဒါစင်ကာပူနဲ့မြန်မာနိုင်ငံကြားမှာဒါထွေထွေထူးထူးဆိတ်ဆန်ခဲ့တာတွေမျိုးပါတယ်မရှိဘူးပေါ့လေ။ဝေါ်ကြီးချုပ်ဥနုနဲ့လီကယ်ယူတို့တောင်မှဒါတွေ့ဆုံခဲ့မှုတွေထောက်ထားရပါတယ်မရှိဘူး။ ပေါ့လေဒါစင်ကာပူနိုင်ငံလွတ်လပ်ရေးရပြီတဲ့ဒါ1965ခုနှစ်အဲနောက်ပိုင်းကျမှဒါဒါဝေါ်ဂျီချိုလီကွေယူနဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားကုလသမဂ္ဂအထွေထွေဒေယူမူချုပ်ဒါဦးတန်းနဲ့တွေ့ဆုံဖြစ်ခဲ့ရပေါ့လေဒီနိုင်ငံတကာတိုင်ဝမ်ရေးဆက်ကိုဒါစင်ကာပူနိုင်ငံဝင်ရောက်လာဖို့အတွက်ဒါဦးတန်းကနေပြီးတော့ပဲဒါကူညီပြီးတော့ဒါလမ်းညွှန်ချက်တွေကိုပေးခဲ့တယ်လို့လီကွေယူကနေပြီးတော့ပြောခဲ့တယ်ပေါ့လေ ဒါကြောင့်မို့လို့လီဗီယာယူကနေပြီးတော့ဒါဥသက်ကြောင့်ဥသက်ဟာမြန်မာနိုင်ငံသားတယောက်အနေနဲ့ဒါဗုဒ္ဓရဲ့အေးချဲ့တဲ့ UR တွေအတိုင်းဒါကုလသမဂ္ဂကဦးဆောင်ခဲ့ပြီးတော့အာဆာနိုင်ငံတွေကိုလည်းအလေးထားတဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တာရှိတယ်ပေါ့လေ ဒီတော့လီကွန်ယူရဲ့အကြောင်းပြန်ရှင်းအောင်ပါကျွန်တော်လီကွန်ယူလို့ခေါ်ဆောင်ပြောရတော့ဒါကမ္ဘာမှာအင်တန်ရှားရပေါ့လေသူကအင်္ဂလိပ်ခေတ်ရောဂျပန်ခေတ်ရောကျုပ်ခဲ့တဲ့သူပေါ့လေဒါကြောင့်မလို့သူကဘဝအတွေ့အကြုံတော်တော်လေးကိုများတယ်လို့ပြောရမယ်နောက်ပြီးတော့ဒီအင်္ဂလန်နိုင်ငံဒါကင်မရယ်လို့တက်ကတူများနေပြီးတော့ဒါဥပဒေပညာရဟိုဒါထိတ်ဆုံးကနေပြီးတော့ဒါ အာအောင်မြင်လာခဲ့တဲ့သူပေါ့လေအဒီလိုမျိုးဘဝအတွေ့အကြုံတွေရောဒါပညာရည်ရှင်တွေရော ပြီးဆိုတဲ့သူဆိုတာကတော့ဒါတစ်ခက်မှာတယောက်လိုတော့ပြောလို့ရတယ်ပေါ့လေဒီလိုနဲ့သူကဒါစင်ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်ပေါ့လေစင်ကာပူဆိုတာကတော့ဘာမှမရှိတဲ့ကျော်လေးပါကျွန်တော်တို့တရားစာတမရှိဘူးစစ်တပ်ဆိုတာလည်းဒါအကြီးအကျယ်မရှိဘူးနောက်ပြီးတော့မြေနေရာဆိုတာလည်းကျကျပေါ်မရှိဘူးရုပ်စွာဆိုဗျာဒါရေတောင်မှဒါမလေးရှားနိုင်ငံတွေမျိုးဝယ်သုံးနေရတာဒီတော့သူကဘယ်လိုလုပ်လဲဆိုတော့ဒီမလေးရှားတို့ဒါဆာရာဝတ်တို့နဲ့ပေါပြီးတော့ဒါမလေးရှားပြည်တော်စုထဲဝင်ခဲ့တယ်ပေါ့လေခုနှစ်အပြည့်တော့ဒါ1963ခုနှစ်မှာပေါ့လေ ဒါပေမဲ့တိတ်မကြလိုက်ဘူးဒါနည်းနည်းသုံးနေတွေ့ပါပဲသူတို့ဒါမလေးရှားနိုင်ငံနဲ့လူမျိုးရေးပြဿနာတွေစပြီးတော့ဖြစ်လာတယ်ပေါ့လေဒါမလေးရှားပြည်တော်စုတွေမှာဒါစင်ကာပူကအခွင့်အရေးတွေကိုတိတ်မရတဲ့ပြင်ဒါဝေကြီးတွေချင်းချင်းလဲဒါအချင်းစရိုက်တွေမတူတဲ့တွေ့ကြောင်မလို့သူတို့နိုင်ငံနဲ့နိုင်ငံကဒါပေါင်းချလို့မရဘူးပေါ့လေဒေးတဲ့ပူဆိုတာဒါစင်ကာပူနိုင်ငံရဲ့အခေါ်ခါတွေကိုဒါမလေးရှားနိုင်ငံနေပြီးတော့ဒါလေဝါကြီးအုပ်ချေတာပေါ့လေဒီချင်းနေတဲ့အားလုံးပို့ပြီးတော့ဆိုးသွားစီတာတော့ဒီမလေးရှားလူမျိုးတွေနဲ့ဒါတရုတ်လူမျိုးတွေကဒါစင်ကာပူနိုင်ငံထဲမှာဒါအတီကီယိုတွေဖြစ်ကြတာပေါ့လေဒီလိုမျိုးချင်းတွေဆိုးရကြပါလေဒါသူတို့ န်းတဲ့နိုင်ငံညီလို့မရတော့ပဲねဒီမလေးရှားပြည်တော်စုတီချန်အနေပြီးတော့ဒါစင်ကာပူနိုင်ငံကိုခွဲထုတ်လိုက်တဲ့အကြောင်းကိုဒါမလေးရှားဘက်ကနေပြီးတော့ဒါသုံးချိတ်တိုင်တန်းကြီးညာသွားခဲ့တယ်ပေါ့လေဆိုတော့ဒီလိုနဲ့ပဲဒါစင်ကာပူနိုင်ငံအတိချရက်ဒီတဲ့နိုင်ငံတိုင်းနိုင်ငံဖြစ်လာခဲ့တယ်ပေါ့လေကျွန်တော်တို့အခုအားလို့ဒီတဲ့စင်ကာပူရဲ့အစပေါ့လေဒါစင်ကာပူနိုင်ငံရဲ့ဒါဝကြီးချုပ်လီကွမ်ယူကလည်းဒါအကြီးချင်းရှိတဲ့သူတယောက်ဆိုတော့သူကနိုင်ငံကိုတိချောက်တဲ့အခါကျတော့ဒါဖြစ်တယ်လို့ခေါ်ပေးနေတာစီစနစ်ကြောင့်အကြီးတိချောက်တယ်ပေါ့လေဘယ်လိုမျိုးလဲကျွန်တော်ဒါသူတို့နိုင်ငံထဲမှာရှိတဲ့လူတွေကိုဒါစီကန်းစီအောင်အရေးလုပ်ပေးတယ်ပေါ့လေညာတော့အိတ်တာသက်ဆင်း တွေအစားဒီအမိုက်ပေတာတွေအစားသူတို့ကစနစ်တကျစောက်ကြည့်တယ်ပေါ့လေကျွန်တော်တို့စူပေးဒါဗစ်စနစ်တွေချစ်တော့တယ်ဒါအမိုက်တစ်ခုချရေးဒါဂျေဒန်ဘန်နချစ်ဆိုတာမျိုးတွေပါအာသူတို့လုတ်ခဲ့တယ်ပေါ့လေဒီလိုတွေလုံးမှာပဲဒါနိုင်ငံကတိုးတက်လာမှာပေါ့လေကျွန်တော်တို့သိတယ်မလားတိုးတက်တဲ့နိုင်ငံတွေကတန်ဆဲတာမဟုတ်ဘူးဗျာတန်ဆဲတဲ့နိုင်ငံတွေတိုင်းကတိုးတက်တာဗျာဒါဒီလိုမျိုးသဘောတရားနဲ့တူတယ်ပေါ့လေဒါနောက်တစ်ချက်ကကြတော့ဒါအစိုးရအဖွဲ့တွေကိုလည်းကျွန်တော်တို့တန်ဆဲတဲ့အစိုးရအဖွဲ့တွေဖြစ်လုတ်ပေးတယ်ပေါ့လေအာဘယ်လိုမျိုးလဲဆိုတော့ဒါအစိုးရဝါထန်းတွေကိုဒါလောက်ခလဆာတွေအလုံးလောက်ပေးတယ်နောက်ပြီးတော့ဒီလက်စားတာတွေကိုလည်း ယ်သူတို့ကတိတ်တိတ်ကြကြကြိုက်တွေ့တယ်ပေါ့လေဒါပေမဲ့ဒါစင်ကာပူနိုင်ငံရဲ့စီးပွားရေးအကြတော့ဒါသူများတွေနဲ့မတူဘူးပေါ့လေသူတို့မှာတရားစာသားတွေဘာတွေကဒါထွေထွေတူတူမရှိတဲ့အတွက်ကြောင့်မလို့ ီလိုမျိုးစိတ်ယုတ်တွေထောင်ပြီးတော့ဒါကုတ်ပစ္စည်းတွေထုတ်လုပ်ဖို့ဆိုတာတော့ဒါချစ်ချင်းလက်ငယ်ရတော့မဖြစ်နိုင်သေးဘူးပေါ့လေဒါကြောင့်မလို့သူကဘာလို့လဲဆိုတော့ဒါသူရဲ့နိုင်ငံတွင်မှာဒါအခေါ်အခါတွေဆော့ချပြီးတော့ဒါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေစပြီးတော့လက်ခံတယ်ပေါ့လေဒီလိုမျိုးအကြီးချင်းရှိတဲ့ဒါနိုင်ငံခြားသားပညာရှင်တွေဝေလာဖို့အတွက်လည်းသူကသူ့နိုင်ငံရဲ့ဒါအကြီးချင်းသူ့နိုင်ငံရဲ့အစ်စ်တန်းကိုစပြီးတော့မြင့်တည်တယ်ပေါ့လေသိတယ်မလားဒါအကြီးချင်းကလည်းမရှိတာဖော်ပြတုတ်တက်မှုကလည်းမရှိတဲ့ဒါနိုင်ငံသေးသေးလေးတခုဘသူကလာပြီးတော့ဒါရင်းနှီးမြှုပ်နှံပါတယ်ဒီတော့ဒီညမှာရေးပါလာတာတော့ဒါပညာရေးနဲ့ ဒါလူနေမှုအခြေခံတွေပေါ့လေအကြောင်းမလို့ဒါလီဂယ်ရွက်နေပြီးတော့ဒါစင်ကာပူနိုင်ငံမှာရှိတဲ့ဒါလူငယ်တွေရဲ့အာပညာရေးကိုအဓိကမြင့်တင်တာပေါ့လေနောက်ထပ်အရေးကြီးဆုံးစကတော့ဒါစင်ကာပူစိတ်ကမ်းမျိုးတစ်မျိုးဖြစ်လာအောင်တိစောက်တာပေါ့လေစင်ကာပူကတည်တယ်မှာဒါသူ့ရဲ့ဒီနေရာနေထိုင်ရရှိဒါဥရောပကနေပြီးတော့ဒါအာဆောက်ကိုလာတဲ့ခါကျတော့သူကဒီနေရာမှာအဓိကနားနေတဲ့နေရာပေါ့လေအခုဆိုရင်ဒါစင်ကာပူစိတ်ကမ်းရဲ့ကမ္ဘာမှာအလုပ်အများဆုံးစင်ကာတစ်ခုဖြစ်လာပြီးတော့ဒီ2024ခုနှစ်တနေထိုင်မှာပဲဒါကိုပစ်စီတိုင်ချိန်ပေါ့ဒါတန်ပေါင်း600ကျော်ထိဟိုဒါအတေချလုတ်ခဲ့ရပေါ့လေနောက်ပြီးတော့ဒီချန်ကီလိုမျိုးဒါကမ္ဘာအ ရှိနေတာပြည်ပဆိုင်ရာလေဆိပ်ကြီးတခုတည်ဆောက်ပြီးတော့ဒါစင်ကာပူဒါကမ္ဘာအစ်စတန်မီနိုင်ငံနိုင်ငံဖြစ်လာအောင်လည်းပြုလုပ်ပေးခဲ့ရပေါ့လေအဲ့ဒီလိုမျိုးပို့ဆောင်ဆင်တဲ့ရေးတွေပြင်ဒါနီးပညာပိုင်းမှာရွှေလဲဒါစင်ကာပူကကမ္ဘာထိပ်တန်းနိုင်ငံနိုင်ငံဖြစ်လာပြီဆိုတော့ဒါကျွန်တော်တို့အားလုံးသိတဲ့တဲ့ပေါ့လေဒါနိုင်ငံခြား IT ပညာရှင်တွေကလည်းဒါသူတို့နိုင်ငံထဲရောက်နေတာအများကြီးရှိတယ်ပေါ့လေကျွန်တော်တို့ဒီလိုမျိုးဒါနီးပညာဖော်ပြတိုးတက်မှုတွေနဲ့ဒီဒါမီယိုဖလာရေးခြင်းမှုတွေကိုလည်းဒါဘန်လေးဖြစ်အောင်ရွှေပြီးတော့ဒါလီကွယ်ရွက်နေပြီးတော့ဒါပြုလုပ်ပေးခဲ့ရပေါ့လေကျွန်တော်တို့ဒီလိုမျိုးစီးပွားရေးလူမှုရေးပညာရေးဒါနီးပညာအဖက်ဖက်ကနေပြီးတော့ဒါကမ္ဘာအရှိမီ ုင်ငံတနိုင်ငံဖြစ်လာလို့ပြောရှာတော့ဒါတော်ရုံရီချင်းနဲ့တော့ပဲဖြစ်နေပြီပေါ့လေ။နောက်ပြီးတော့ဒါကလည်းတူးလေးယောက်ထန်းအနေပြီးတရှောက်လို့ရတာမျိုးမဟုတ်ဘူး။ဒါတိုင်းပြည်တော်ကနေပြီးတော့ဒါစီစီလုံးလုံးနဲ့အကောင့်ထပ်ပေါ်ရတဲ့ဒါကိစ္စတွေမျိုးပေါ့လေ။နောက်ပြီးတော့လည်းဒါစင်ကာပူနိုင်ငံကိုတရှောက်တဲ့အခါမှာဆိုရင်ဒါလီကွာယူကနေပြီးတော့ဒါကဘာခေါင်းဆောင်တွေရဲ့ဒါအမားတွေကနေကျစေတာတင်ကန်းစားတွေအများကြီးယူခဲ့တယ်လို့လည်းပြောရပါမယ်။ဒါကလည်းဒါခစ်စီပြီးတဲ့လူတွေရဲ့ဒါအမှုချက်တစ်ခုပါပဲ။ကိုကိုတိုင်အမားဖြစ်လာမှတင်ကန်းစားယူတာမျိုးမဟုတ်ပဲနဲ့။ဒါသူများတွေကအမားနေပြီးတော့ဒါတင်ကန်းစားယူတာပေါ့လေ။ဒါက လည်းကျွန်တော်တို့ဒါမှတ်ထားရမယ်အခြေတစ်ချက်ပါပဲဒီအခြေတွေအားလုံးကြောင့်မလို့ပဲဒါစင်ကာပူနိုင်ငံကဒါအမားကိကိနဲ့ပဲဒါတဟုတ်ထိုးတိုးတက်လာခဲ့တာပေါ့လေဒါလီကွယ်ယူကနေပြီးတော့ဒါစင်ကာပူကိုဒါဝေကြီးချုပ်ပြင်းနေ32နှစ်ကြာအုပ်ချုပ်ခဲ့ပြီးတော့ဒါ1990ခုနှစ်အရောက်မှာတော့သူကအငြိမ်းစားယူခဲ့ရပေါ့လေ ူကရာထွက်နေပြီးတော့အနားယူခဲ့ပြီးမယ်လေဒါနိုင်ငံရဲ့ရည်ကြီးတဲ့ဆုပ်ဖြတ်ချက်တွေမှာဆိုရင်ဒါနောက်ကွယ်နေပြီးတော့အကြံပေးပြီးတော့တိုင်ပင်ဆွေးနွေးတာမျိုးလည်းလုပ်ခဲ့တယ်ပေါ့လေဒီလိုနဲ့ပဲဒါ2015ခုနှစ်ဒါမတ်လ23ရက်နေ့အရောက်မှာတော့ဒါစင်ကာပူနိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ကြီးဒါလီကွမ်ယူရတော့နမိုနီယာလို့ခေါ်တဲ့ဒါအဆုတ်ရောပါနဲ့ဒါဘဝတစ်ပတ်ကိုကူးပြောင်းသွားခဲ့တယ်ပေါ့လေ ကျွန်တော်တို့ဒီကွယ်ယူနေတဲ့စင်ကာပူဆက်လန်လေးကတော့ဒီလောက်ပါပဲ။ဒါစင်ကာပူနိုင်ငံရဲ့ပြည်သူပြည်သားတွေကလည်းသူတို့နိုင်ငံရဲ့အမျိုးသားခေါဆောင်ကြီးဒီကွယ်ယူတော့ဒါအများနဲ့အမှတ်ရနေပါပေါ့လေ။ဒီဆက်လန်လေးထက်အနေပြီးတော့လည်းကျွန်တော်တို့ပညာရေးကဘယ်လောက်ထိအရေးပါလဲဆိုတော့ကျွန်တော်သိခွင့်ရခဲ့ရပေါ့လေ။ကျွန်တော်ပါဝင်ချင်းမှာခေတ်စနစ်တွေကဘယ်လိုပဲဖြစ်နေဖြစ်နေကျွန်တော်တို့ဘဝတိုးတက်ရေးကိုပဲအာရုံစိုက်ဖို့လိုပြီးတော့ဒါကိုဘဝတိုးတက်မှာပဲဒါကိုယ့်ရဲ့ပါဝင်ချင်းကိုယ့်ရဲ့နိုင်ငံတိုးတက်လာမယ်ဆိုတော့ကျွန်တော်ဒီဆက်လန်လေးထက်အနေပြီးတော့ဒါပညာရေးရလိုက်တယ်ပေါ့လေ။ ီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်။ဒါကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာပဲ။ကျွန်တော်ပြောပြပေးစီရှင်တဲ့သူတွေကြောင်းရှင်လည်းဒီ comment မှာရေးပေးသွားခဲ့လို့ရပါတယ်။ဒီလီကွန်ယူနဲ့ပတ်သက်ပြီးတော့ရှင်းလင်းချင်တာတွေရှင်ရင်လည်းကျွန်တော်ရေးပေးခဲ့လို့ရပါတယ်။အဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ထုတ်ဆက်တဲ့ပဲဆက်အုပ်ဖပါလက်တွေ့ပါမှာတို့ကြပါ။ဒါတွေကအကျိုးရှိပါရင်ကျေးဇူးတင်ပါတယ်။ Bye bye.